ဆိုမနဲ့တူတာတို့ကငငယ်ကလေးကယဉ်နေကြတဲ့သူတွေပါတို့တို့နှစ်ယောက်လုံးကပကြီကိုလည်းချစ်ခင်မြန်လို့ကြပါရင်လက်ရှိမှာပကြီပညာနဲ့အတမွေဝမ်းကြောင်းပြုကြဖို့ကြိုးစားနေကြပါရင်ဒါမဲ့တူတာရဲ့ပကြီလက်ရာတွေကတော့ဆိုမထက်အမြဲတမ်းတာလုံးနေကြပါရင်အဲဒါကြောင့်မဲ့ဆိုမကတူတာနဲ့ရှင်လိုက်တိုင်းမှာအမြဲတမ်းတိမ်ငင်နေကြရပါရင်ဆိုမမှာရီချဲဆူရဲချစ်သူကောင်မလေးရှိပါရင်တရက်မှာတော့ရီချဲရဲ့ညီမဖြစ်သူမေပေကသူ့မနဲ့အဆက်အသွယ်မရတာကြောင့်ဆိုမကိုလာမိပါရင်ရီချဲကဆိုမကိုသူမရဲ့ပုံလို့ပကြီဆွဲခိုင်းပါရင်သူ့ကိုယ်သူတိမ်ငင်နေရဲ့ဆိုမကအလုပ်တွေများနေသေးရဲ့စဉ်းစားအောင်မယ်လို့ပြောပါရင်ရီချဲကသူမပုံကိုမဆွဲပေးတာကြောင့်စိတ်မကောင်းဖြစ်သွား ခဲ့ပါရင်စုံမကပကြီကားတစ်ဆွဲနေတဲ့တူတာရဲ့ပကြီကိုကြည့်တာအားကြာနေခဲ့ပါရင်တူတာကအိမ်ကိုအရင်ပြန်သွားခဲ့ပါရင်ကြံခဲ့တဲ့စုံမကတူတာရဲ့ပကြီကားကိုပြစ်ပဖို့လုပ်နေကမှမိပေရောက်ရှိလာခဲ့ပါရင်အเจ้าကတော့သူမရဲ့အမရီချေကသူမကိုသူမအဆုံးရှိရင်သွားခဲ့လို့ပါစုံမရဲ့ကောင်းနေမှာအတွေ့အကြုံကြားလည်းနေခဲ့ပြီးတော့မယုံနိုင်အောင်ဖြစ်နေခဲ့ပါရင်ဒါအောင်လက်မခံနိုင်တဲ့မိပေကအမဖြစ်သူကိုကိုကိုအဆုံးရှိရင်ခဲ့တဲ့အကြောင်းပြချက်နဲ့အမှန်တရားကိုစုံစမ်းမှုစုံမကအကူအညီတောင်းခဲ့ပါရင်တူတာကထူးဆန်းတဲ့တစ်တာလေးတစ်လုံးကိုတော့ခက်လိုက်ပါရင်စုံမနဲ့မိပေကရီချေရဲ့အကြောင်းကိုစတင်စုံစမ်းကြပါရင်ရီချေကကလပ်မှာတွေ့ခဲ့တဲ့သူတွေစီကနေ ပိုက်ဆံချေခဲ့ရုံသာမကချင်းွေကုမ္ပဏီကနေလည်းချေခဲ့ပါရီ။ Richard နဲ့ပတ်သက်လို့ဒူဒူဆန်းဆန်းနေကြခဲ့ရတာဖြစ်လို့မေပယ်ကစိတ်ငြိမ်စေတချို့ကိုတောက်လိုက်ပါရီ။ဇိုမိုက Richard တောက်ခဲ့မှုတဲ့ဆေးဘူးကိုတိရသွားခဲ့ပါရီ။ပိုက်ပုံထဲမှာဆေးဘူးကိုပြန်ကောက်ခဲ့ပြီးတော့ဆေးရုံထိသွားဆုံဆန်းပါရီ။ဆရာဝန်မက Richard ဆွဲထားခဲ့မှုတဲ့ပုံတစ်ခုကိုထုတ်ပြပါရီ။ဇိုမိုရဲ့ပုံဖြစ်ပေမဲ့ပုံထဲကဇိုမိုကတော့ပုံစုပန်စုဖြစ်ပါရီ။ Richard ရဲ့ကုမ္ပဏီမှာပစ္စည်းသွားသိမ်းကြတော့လေဇိုမိုနဲ့တွေ့ရိုက်ထားတဲ့တပ်ပုံထဲမှာဇိုမိုရဲ့မျက်နှာကိုပေါ်ပင်နဲ့ချစ်တာကြတာပါ။ဇိုမိုက Richard မှာတခြားတစ်ယောက်ရှိနေတာဖြစ်မယ်လို့တုတ္တကိုယင်ဖွင့်ခဲ့ပါရီ။တုတ္တကမကောင်းတဲ့မိမအတွက်အချင်းကုန်မခံမှုနဲ့မေ ပယ်စုံစမ်းနေတဲ့ကိစ္စကိုလည်းရပ်တန့်လိုက်ဖို့စုမှုကိုအကြံပေးပါရင်စုမှုအိပ်ပျော်နေတဲ့ထူးဆန်းတဲ့အိမ်မက်ကြောင့်လက်နှေးသွားခဲ့ပါရင်မိပယ်ရောက်လာခဲ့ပြီးတော့အမဖြစ်သူနဲ့ပတ်သက်တဲ့အချက်အလက်တချို့ကိုပြပါရင်ပြီးတော့ရီချဲရဲ့အိမ်မှာရောက်နေတဲ့မြို့သားဖက်နဲ့တည်ရန်ပါတဲ့ပါစယ်ကိုမိပယ်ကယူလာပြီးတော့စုမှုကိုပြပါရင်ဖက်နဲ့ဆိုင်ကစုမှုရဲ့ဆိုင်မဟုတ်တာကြောင့်ရီချဲမှာတခြားတယောက်ရှိနေတယ်ဆိုတာသိကြသွားခဲ့ပါရင်စုမှုကပကြီးပဲဆွဲနေခဲ့ပြီးတော့ရီချဲအတွက်အချိန်မပေးခဲ့တာကြောင့်သူ့ကိုမုန်းနေခဲ့တဲ့ထင်တယ်လို့သူတောက်ကိုပြောပြပါရင်စုမှုကသူ့ပုံကိုအဲ့လိုဆွဲခဲ့တဲ့ရီချဲရဲ့အကြောင်းရင်းကိုသိချင်တာကြောင့်ဆရာဝန်မစီကိုတွေ့ပြန်မိခဲ့ပါရင်ရီချဲကမသိခင်မှာရီစာဟုတ်ဆိုသူနဲ့တွေ့ခဲ့ကြအောင်ဆရာ ာမကပြောပါရယ်စုံမုံနဲ့မေပေကရေချဲရဲ့ရည်သားဟောင်းဖြစ်သူမောင်ထွန်းစီကိုသွားခဲ့ကြပါရယ်ရေချဲကြီးကနေထူးဆန်းတဲ့တစ်တာအကြောင်းပြောတာကြားခဲ့ရအောင်မောင်ထွန်းကပြောပြပါရယ်စုံမုံကတစ်တာတွေကိုဆာရွတ်တရွတ်ထင်နေတဲ့တူတာကိုကြည့်ရသွားခဲ့ပါရယ်စုံမုံကတူတာရဲ့တစ်တာရှိရာအမြန်ပြေးလာခဲ့လိုက်ပါရယ်တစ်တာကိုဖွင့်လို့မရတာကြောင့်ပစ်ပေါက်လိုက်ပါရယ်အထဲကနေဖုန်းနဲ့စာတွေချိုးထလာခဲ့ပါရယ်ပုံကရေချဲရဲ့ပုံနဲ့မတော်တဆလူသိခဲ့ဖူးတဲ့တောင်ကြားနေရာတွေကပုံဖြစ်နေပါရယ်စုံမုံကတောင်ကြားစီကိုတယောက်ထဲသွားခဲ့ပါရယ်သူ့စိတ်ထဲမှာလည်းရေချဲနဲ့တူတာဖောက်ပြန်ခဲ့လို့ထင်နေပါရယ်စုံမုံမရောက်ခင်ကတည်းကတူတာကရှိနေခဲ့ပါရယ်တစ်ဖက်မှာ မှာလည်းမေဘဲကအမဖြစ်သူတည်ခဲ့ရတဲ့အမှန်တရားကိုသိသွားခဲ့ပါရီသူတားရဲ့တစ်တာတွေကဖုန်းထဲမှာအမဖြစ်သူမတည်ခင်ကရိုက်ကူထားတဲ့ဗီဒီယိုကိုမေဘဲကတွေ့သွားခဲ့တာပါဆိုမိုကရေချဲကိုတာမော်ကနေခုံချခိုင်းခဲ့ပါရီသူရဲ့ဖြစ်မှန်ကိုသိသွားတဲ့သူတားကိုလည်းဆိုမိုကထိုးပြီးတော့ကြောက်တုံးနဲ့ထူတက်ပါရီအဆုံးမှာတော့ဇလန်ရဲ့လေးဝက်ချက်ကိုတည်ခဲ့ပါရီရေချဲမတည်ခင်ကမောင်ထွန်းစီကိုလာပြီးတော့ဆိုမိုနဲ့ပတ်သက်တဲ့အမှန်တရားတစ်ခုကိုပြောပြသွားခဲ့ပါရီသူမကိုပိုက်ဆံချိန်ခိုင်းတာတွေကလက်ခေါ်သွားတာတွေကဆိုမိုရဲ့စိတ်ထဲမှာရှိနေတဲ့တခြားတစ်ယောက်ကလောက်ခိုင်းခဲ့တာပါဆိုမိုကလူတကူစိတ်နှစ်ခုနဲ့ယောဂါကိုခံစားနေရတာဖြစ်ပါရီဒါလည်းငယ်ရတငယ်ရင်းတယောက်ကဆို ုမိုးကြောင့်တောင်ငွန်းတစ်ခုပေါ်ကနေမတော်စားပြုတ်ကျခဲ့ဖို့ပါတယ်။ဂျိုဇင်ကလေးကစုမိုးကဆေးရောဂါရခဲ့ပါတယ်။တငယ်ချင်းကိုတရားလုပ်ခဲ့တဲ့အဖြစ်ရှိစေကြောင်းတငယ်ချင်းရဲ့နာမည်နဲ့စိတ်ကူးရင်ဇက်ကောင်ကိုဖန်တီးခဲ့ပါတယ်။တငယ်ချင်းတည်သွားရဆိုတဲ့အမှန်တရားကိုစုမိုးကသူ့ရဲ့မှတ်ညံတွေကနေဖျောက်ပြစ်လိုက်ပါတယ်။စုမိုးရဲ့စိတ်ထဲမှာအချားချင်းစရိုက်တစ်ခုကိုဖန်တီးလိုက်ပြီးတော့အဲ့ဒီစိတ်ကူးရင်တငယ်ချင်းနဲ့အတူနေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။စုမိုးကသူ့ရဲ့ဘဝကိုနှောက်ယှက်နေတဲ့စိတ်ကူးရဲကတငယ်ချင်းဖြစ်သူကိုတတ်ခဲ့ပါတယ်။စုမိုးရဲ့စိတ်ကူးတွေကတခြားတငယ်ချင်းကတော့တူတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းကိုယ့်ရဲ့ချစ်သူကလူကောင်းလားယဉ်ရင်လေးနဲ့ယူနေရလားဆိုတာသိချသိထားဖို့လိုပါမယ်။မဟုတ်ရင်တော့ရေ ချက်တွေပေါ်အားချသွားပါအောင်မယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်